တရားတော်ကိုရှုမှတ်ပွားများအားထုတ်ဖို့ကိုစီကိုစီကိုစိတ်တိုင်ကြစတင်ပြီးတော့ပြုပြင်လိုက်ကြပါတရားအထုတ်တော်မေဆိုရင်တင်ပလင်ကိုထိုင်ကြုံကြုံထိုင်အထိုင်တန်ရာထိုင်ရမည် ိမိတို့တရားထိုင်တဲ့နေရာမှာတင်မလင်ကိုအထိုင်တန်တဲ့ပုဂ္ဂိုလ်တင်မလင်ကိုထိုင်မှာကြုံကြုံအထိုင်တန်တဲ့ပုဂ္ဂိုလ်ကြုံကြုံထိုင်နိုင်ပါတယ်ထိုင်တဲ့အခါမှာတော့တတောင်တတာကြာစီထိုင်နေအောင်အောက်ကအခုခံဒီကကိုယ့်ကိုဒုက္ခပေးသလားကိုယ်ဝိထားဆရတဲ့အဝိစားကပဲတင်းဆွဲထားသလိုတုံဆွဲထားသလိုအနေထိုင်ခတ်သလားစိတ်တိုင်းကြ ကြိုတင်ပြီးတော့ပြုပြင်ပေးကြပါပြုပြင်ပြီးပြီဆိုရင်တော့ခါကိုဖြောင်းပါခေါင်းတဲ့ပါ ရှေ့မှာကြည်ဟန်ထိုင်ရမည်ကိုယ်ထက်ပိုင်းခါကိုလည်းတက်တယ်လေးဖြစ်အောင်တရီထားပါခါကြီးကကိုင်းနေမဲ့တစ်ဖက်တစ်ချက်ကိုစောင့်နေရင် အယိုးစစ်တွေကပုံမှန်တိုင်းမရှိလို့အံလွဲနေရင်ခဏအတွင်းမှာနာကျင်နှိမ့်ဆက်မှုကပြင်းထန်စွာပေါ်လာတော့ကိုကြိုးစားနေတဲ့တရားအသည့်ကိုကောင်းစွာ ရှုမှတ်ဖို့သင်ပေးတဲ့အတိုင်းဉာဏ်ရောက်ဖို့မလွယ်တဲ့အတွေ့ကိုထက်ပိုင်းလေးကိုသတိထားကြ။ဥကောင်းကိုလည်းတက်တက်လေးဖြစ်အောင်သတိထားပါ။ဥကောင်းကရှေ့ကိုငိုက်နေမယ်။ဘေးတစ်ဖက်တစ်ချက်ကိုစောင့်နေရင်လည်းတွေးပြန်ကြောတွေးလို့ကြောကိုဖိထားသလိုဖြစ်တဲ့အတွက် ငိုက်မိခြင်းဆိုတဲ့ထိဏမိတ်တာကအလွယ်လေးနဲ့ဝင်လာပြန်ရင်လည်းပဲကိုဉ္ဉံအကြီးကိုထိဏမိတ်တာအကြီးမဲကြီးကဖုံးဟုတ်သွားတဲ့အတွက်သင်ပေးတဲ့ယုံနာအရှိကိုမှန်ကန်စွာ သိအောင်မြင်အောင်ကြည်နိုင်ဖို့မဖြစ်နိုင်ပါဘူး။ဒါကြောင့်မလို့ဦးကောင်းထက်ပိုင်းကိုလည်းတက်တယ်လေးဖြစ်အောင်သတိထားပါ။လက်နေထားလေးကဘယ်ဘက်လဝအောက်ကထားညာဘက်လဝပေါ်ကတင်းလက်မထိတ်လေးဖြည့်ဖြည့်ချင်းထိပါ။ ပါဇက်လေးတွေကိုလည်းပိတ်ထားပါမျက်လုံးလေးကိုလည်းမှိတ်ထားပါစတင်ပြီးတော့လေးစုသွင်းလေးစုထုတ်လှုပ်တဲ့အပိုင်းလေးကိုတတိထားပါမိမိတို့လေးကိုရှုသွင်းလိုက်တဲ့လေးကိုရှုထုတ်လိုက်တဲ့နှာခေါင်းနာသီးထိတ်လေးအာယုံညွတ်တော့ရှုသွင်းခိုင်းမှာတိုးသဘောအေးသဘောရှုထုတ်ခိုင်းမှာ တို့သဘောနှွေသဘောဒီသဘောလေးကောင်းစွာပေါ်မှာပါအဲ့ဒီပေါ်တာလေးကိုပဲအာယုံစိုက်ပြီးတတိထလို့ကြည်ပါတို့ရင်တို့မှန်သည့်အေးရင်အေးမှန်သည့်နှွေရင်နှွေမှန်သည့်ပါတိုးတာအေးတာနှွေးတာကနှာခေါင်းနာသည့်ထိတ်လေးမှပြတယ်လို့ဒီတိုးတာလေးကိုအာရုံညှို့တိတဲ့စိတ်ကမနှောမှပေါ်လိမ့်မယ်။ဟာရယဝတ္ထုရင်ကြိုက်မှပြလိမ့်မယ်။ အေရန်ဝိဒါလေးကိုလည်းပဲပေါ်တိုင်းပေါ်တိုင်းသိနေတဲ့အတိလေးကမနောကထိုင်းပြီးတော့သိမှာပါသိတဲ့အလုပ်ကိုလည်းစိတ်ကလှုပ်လိမ့်မယ်တူတာအေရန်ဝိဒါရဲ့ဖောက်ပြန်မှုလို့ကိုယုတ်ကလှုပ်လိမ့်မယ်သူ့လုံးနဲ့သူ့လုံးထာလေးကိုစောင့်ကြည့်တဲ့အလုပ်ဟာဝိပဿနာပဲဖြစ်ပါတယ်မိမိတို့ရဲ့တန်ရာတန်ရာအာထုံမှုကနှာခေါင်းနာသီးမှတင်ပြီးလို့နှာခေါင်းနာသီးမှအလေးအကျင့်မရှိတဲ့ပုဂ္ဂိုလ် ဝမ်းပိုက်မှာလေ့ကျင့်ရှိတဲ့ပုဂ္ဂိုလ်ကဝမ်းပိုက်မှာလုံနိုင်ပါတယ်။ယဉ်ကျေးချက်မှာအလေ့ကျင့်ရှိတဲ့ပုဂ္ဂိုလ်ကလည်းယဉ်ကျေးချက်မှာအာယုံစိုက်နိုင်ပါတယ်။ငယ်ရိတ်မှာလေ့ကျင့်ရှိတဲ့ပုဂ္ဂိုလ်ငယ်ရိတ်မှာအာယုံစိုက်နိုင်ပါတယ်။အရေးကြီးတာက နေရာကအရေးမကြီးပါဘူး။သိစရာသိဖို့သာလျှင်ပရဏပါ။ကြိုက်တဲ့နေရာမှာအာယုံယူလို့ရတယ်။ဒါကကိုယ့်ရဲ့အလေ့ကျင့်တမာရီထူထောင်မှုအပိုင်းမှာကိုယ်တန်ရာတန်ရာကိုအာယုံယူပါ။ ဒီမှာရောက်လို့နှာခေါင်းနာသီးဝါလေးပေးလို့ဒီမှာတင်လောက်ရမယ်မဟုတ်ပါဘူးကိုယ့်ရဲ့အာယုံပြုတဲ့အလေ့ကျင့်ရတဲ့နေရာမှာဆက်လဲပြီးတော့နှလုံးသွင်းနိုင်ပါတယ်သိစရာရှိတာကိုတော့ဒါကယုတ်တရားဒါကနန္တရားခွဲခြားပြတဲ့အခါမှာအဲ့ဒါကိုတော့သိအောင်ကြည့်ဖို့ဒါလည်းလူရင်းပရဏပါနှာခေါင်းနာသီးမှာပေးထားတဲ့အခိုက်အတန့်မှာလေရှူသွင်းတယ်တိုးသွားတာအေးသွားတာလေရှူထုတ်တယ်တိုးသွားတာနှွေးသွားတာ ဒါဖောက်ပြန်တဲ့ယုတ်တရားအဲ့ဒါလေးကိုအာယုံဆက်ဆက်ပြီးတော့အတိကတိနေတာကနန္တရားစိတ်ကတိတာဒါကယုတ်ဒါကနန်းလို့ပိုင်းခြားပြလိုက်တဲ့အတွက်ကြောင့်မလို့နှာခေါင်းနာသီးမှာထင်ရှားရပေါ်ရယုတ်နံကို ရှုရမယ်လို့တစ်ချက်သိသွားပြီဒါလိုပဲဝမ်ပိုက်မှာကြည့်တဲ့ပုံကိုလည်းလေးစုသွင်းလိုက်တဲ့ဝမ်ပိုက်ဖောင်းသွားတယ်လေးစုထုတ်လိုက်တဲ့ဝမ်ပိုက်ပိန်သွားတယ်ဖောင်းမှုပိန်မှုဆိုတာက ပရဏမုတ်သေးဘူးဝမ်းပိုက်လေးဖောင်းသွားတဲ့အခါမှာဝမ်းကြောလေးတင်းသွားတာဝမ်းပိုက်လေးပိန်သွားတဲ့အခါမှာဝမ်းကြောလေးယော့သွားတာတင်းသဘောယော့သဘောလေးကဖောက်ပြန်တဲ့ရုပ်တရားတင်းနာယော့တာလေးကိုသိနေတဲ့စိတ်ကအနန္တရာဒါလည်းယုံနံကိုပိုင်းခြားပြတာဒီယုတ်ဒီနံလေးပေါ်မှာထင်ရှားရကိုကြည်တတ်ရင်ဒါဝိပဿနာဉာဏ်ဖြစ်တာပဲငယ်ရိတ်လေးမှကြည့်တော့လေငယ်ရိတ်ကနေရပါတကယ်တမ်းကလှုပ်နေလှုပ်နေတာလေးကိုကြည့်ခိုင်းတာပါ လှုပ်နေတာကဖောက်ပြန်တဲ့ရုပ်တရားဒါလေးကိုအာရုံသိနေတာကနန်းဆိုတော့ယုံနံလေးရှုကံပေါ်ပြန်ပြီးထင်ရှားတာကိုနှလုံးသွင်းလိုက်ရင်ငယ်တဲ့ရှိငယ်တဲ့ရှုရင်လည်းတရားမြင်မှာပါပဲရင်ကြိုက်မှာကြည်ပြန်တော့လေရင်ကြိုက်လေးမှာနေရာအဖြစ်ပေးထားပြင်းနဲ့တကယ်သိရမှာက တုံသဘောခုံသဘောလေးပါငယ်တဲ့ပေးတော့ကနေရာကိုပေးခဲ့ပြင်းနဲ့လှုပ်တာကိုကြည့်သလိုရင်ကြိုက်ကိုပေးတော့လေပဲ ရင်ချမ်းကြီးကြည့်တာမဟုတ်ဘူးတုံနာ ခုံနာလေးကိုကြည့်တာတုံသဘောခုံသဘောလေးတည်ပင် ဖောက်ပြန်တဲ့ယုတ်တရားဒါကိုသိတာကနန်းဆိုတော့ယုတ်နံရှုခံလေးပေါ်သွားပြန်ပြီအဲ့ဒီသဘောလေးကို ကိုကသိမြင်အောင်ကြိုက်တဲ့နေရာမှာအလေးချင်လုပ်ပါဒီယုတ်နံလေးတွေကတစ်ခုပြီးတစ်ခုပြန့်နေတာဒီစိုင်းပုတ်မတူပင်နဲ့တကယ်သိရမယ့်အတိကနှာခေါင်းနာသီးတုံးကလည်းတိုးတာအေးတာနှွေးတာဒီဖောက်ပြန်တဲ့ယုတ် ငယ်ရိတ်မှာကြည့်တော့လဲလှုပ်နေတာကဖောက်ပြန်တဲ့ယုံရင်ကြိုက်မှာကြည့်တော့လဲပဲတုံနာခုံနာကဖောက်ပြန်တဲ့ယုံဝမ်းပိုက်မှာကြည့်တော့လဲတင်းနာရော့တာကဖောက်ပြန်တဲ့ယုံဆိုတော့တူညီတဲ့သဘောလေးကဖောက်ပြန်တဲ့သဘောလေးကိုညာရောက်သွားရင်ထူသွားပါပြီတဆင့်တက်လိုက်ပါနှာခေါင်းနာတိမှာကြည့်တော့ကလည်းတူးတန်အေးတန်နှွေးတာလေးသည် နေရာဌာနအဖြစ်နှာခေါင်းနာတိထိတ်တကယ်စိုက်ကြည့်လိုက်တော့သူ့သဘောလေးကဖြစ်ပြီးရင်ပြတ်သွားတယ် မဲတဲ့သဘောလေးကို ပြနေတာကိုမြင်အောင်ကြည့်ခိုင်းပါတယ်။ငယ်တိတ်မှလှုပ်နေတာလေးကိုကြည့်တော့လေတတုံပိတလုတ်ကပြက်နေတာဒါကိုမြင်အောင်ကြည့်တာပါပဲ။ရင်ချိုင်းကိုကြည့်တော့လေတုံနာခုံနာလေးကတတုံပိတတုံတခုံပိတခုံပြက်နေတာကိုမြင်အောင်ကြည့်ရတာပါ။ဝမ်းပိုက်မှကြည့်တော့လေတင်းနာရော့တာကတတင်းပိတတင်းပေါ်လိုက်ပြောက်လိုက်တယောပိတယောပေါ်လိုက်ပြောက်လိုက် ဖြစ်နေပြက်နေတဲ့မမြဲတဲ့အိဋ္ဌာလေးဟာခန္ဓာတကူလုံးမှပြက်နေတာဖြစ်လို့ဘယ်နေရာကြည့်ကြည့်မြင်ရင် ဒါဝိပဿနာဉာဏ်အရာမှာကိစ္စပြီးပါတယ်။ယနေ့သတော်ဆင်းများနေရာဌာနကအဓိကမဟုတ်ပါဘူး။တကယ်သိရမယ့်တရားကိုသိရင်ကိုပဲကိစ္စပြီးပါပြီ။အာယုံတစ်ပါးစိတ်မများဘဲနဲ့ကြိုးစားပြီးတော့ကိုသိရမယ့်အတိလေးပေါ်မှာနှလုံးသွင်းဆင်ခြင်လိုက်ရင်ယနေ့တရားဟာရှင်းရှင်းလင်းလင်းတွေ့ရမှာပါ။အာယုံတစ်ပါးစိတ်မများပါစေနဲ့ကြိုးစားပြီးတော့နှလုံးသွင်းပါ။ တိုးတာလေးပဲជីជីအေးတာလေးပဲជីជីနှွေးတာလေးပဲជីជីတင်းတာရော့တာပဲជីជីတုံတာခုံတာပဲជីជីလှုပ်နေတာပဲជីជីကြိုက်တာကိုကြည်ပါသိစရာရှိတာကိုသိရင်ကိုပဲအရှိနဲ့အတိကြိုက်နေပါပြီအဲ့ဒီအရှိနဲ့အတိလေးကြိုက်သွားပြီဆိုရင်ကိုပဲတန်ဖို့ရှိတာက ကိုသိတဲ့တရားလေးဟာတစ်ခုပြီးတစ်ခုပေါ်လိုက်ပြောက်လိုက်ဖြစ်လိုက်ပြက်လိုက် အစားထုတ်လိုက်နဲ့ပြနေတဲ့တရားအမြင်ဉာဏ်အောက်မှာမြင်ရရင်ကိုပဲယောဂီ ကိုလောက်ရမယ်အလုတ်နိဗ္ဗာန်ရောက်တည်တန်အောင် လမ်းပွင့်သွားလိမ့်မယ်အရေးကြီးတာက တရားအမြင်ကိုညာရောက်တဲ့အသည့်လေးရှင်းရှင်းလင်းသိမြင်ဖို့သာလင်အရေးကြီးတာပါဒါကမှမသိမမြင်ဘူးဆိုရင်တော့ကိုဘလောက်ပဲနိဗ္ဗာန်ကိုလိုချင်လိုချင်ဘယ်တော့မှမရဘူးဆိုတာကိုတော့မမေ့ပါနဲ့ဒီသဘောတရားလေးတွေကို ပြည့်ညံ့တဲ့ ਪਰ မတ်ခွဲမယ်ဆိုရင် တမထရဲ့အာယုံပြုဟာကပြညတ်ဝိပဿနာရဲ့အာယုံပြုဟာပရမတ်နှကောင်းနာသည်ဆိုတဲ့အထည်ကြီးကပြညာတိုးတာအေးတာနှွေးတာလေးကပရမတ်ငယ်ရေကြီးကပြညာလှုပ်နေတာလေးကပရမတ်ရင်ချိုင်ကြီးကပြညာတုံနေခုံနေတဲ့သဘောလေးကပရမတ်ဝမ်းပိုက်ကြီးကပြညာတင်းနာရော့တာလေးကပရမတ်အဲ့ဒါလို့ခွဲခွဲပြလိုက်တော့အော်ပြညာဆိုတာအကောင့်ထဲပုံတံကြီးနေပါလား တကယ်တမ်းကြည့်ရမှာကပရမတ်ကိုကြည့်ရမှာပါလားဆိုတော့တိုးတာအေးတာနှွေးတာလှုပ်တာ တုံတာခုံတာတင်းတာယော့တာလို့စိုင်းပုတ်တွေကမတူပြန်ဘူးစိုင်းပုတ်မတူလို့တရားကွဲလားတရားလွဲလားဆိုတော့မကွဲမလွဲပါဘူးတရားကအတူတူပါပဲဖောက်ပြန်တဲ့သဘောလေးကိုညံရောက်ရင် တူသွားပြီသိတဲ့သဘောလေးကိုညံရောက်ရင်တူသွားပြီအဲ့ဒီအတူလေးကို ကိုကမြင်အောင်ကြည့်ဖို့က သဘောပေါက်ဖို့ပါပဲသဘောမပေါက်ရင် နေရာဒီနောက်ကိုလိုက်ပြီးတော့ဟိုတရားက တမျိုးဒီတရားကတမျိုးလို့ထင်တတ်ပါတယ်အမည်ဆိုင်ပုဒ်ဒီနောက်လိုက်ရင်လည်းပဲမတူဘူးလို့ထင်တတ်ပါတယ်ဟောနေရာဆိုတာကတတ်မှတ်ပေးတာပဲတကယ်တမ်းမြင်အောင်ကြည့်ရမှာကသဘောတရားပါလားဒီသဘောတရားလေးကို မြင်ရင်ကိုပဲကိုသိရမယ်အတိဟာအရှိပုံမှာညောက်တာပဲဒါလေးကိုဆရာသမားတိုင်းဆရာသမားတိုင်းကသင်ပေးတာ နားလည်မှုတွေလွဲပြီးတော့နေရာဌာနတင်ပြီးဘယ်တရားကောင်းနဲ့ဘယ်တရားကောင်းနဲ့ညှင်းနေတာဟာအလွဲကြီးလွဲနေပါလားအမှန်ကို မသိတာကိုဖော်ပြတာနဲ့တူလိုက်တာတို့တွေတရားညှင်းနေဆိုတာမသိသေးလို့ပဲအခုတော့ဘယ်နေရာကြည့်ကြည့်တကုံလုံးတကောင် လုံးမှပြတာက ဖောက်ပြန်တဲ့ရုပ်တရားနဲ့သိတဲ့နန္တရားဒီနှစ်ခုပဲရှိပါလားထင်ရှားတာလေးအာယုံဆက်ရင်ကို လိုရင်းကိစ္စပြီးပြီအဲ့ဒီသဘောလေးကိုသိဖို့အတွက်ကကိုယ်စိတ်အာယုံညွတ်တဲ့အပိုင်းချမှာ အလေးအကျင့်တန်တဲ့နေရာကိုအာရုံပြုနိုင်ပါတယ်ဘယ်နေရာလို့ပြပြင်းတဲ့ဒီနေရာမှာမကိုကမရရင်ကြံတဲ့ကြိုက်တဲ့နေရာကိုယူလို့ရတယ်ဒီတရားလေးတွေဟာတစ်ခုပြီးတစ်ခု ပြောနေတဲ့တရားတွေပြနေတဲ့တရားတွေဟာတပါးတခြားမှာမဟုတ်ဘူးခန္ဓာမှာပဲရှိတာပါအဲ့ဒီခန္ဓာရှိတဲ့တရားကို သင်ပြီးတဲ့ခိုက်တံမှာဉာဏ်ရောက်အောင်သာကြည်စမ်းပါအာယုံတပါးစိတ်မများပါစေနဲ့ယနေ့တော်စင်များ ကိုသိရမယ်အတ္တိတရားကို ပိုင်ပိုင်မိမိနဲ့ဉာဏ်ရှင်းစွာမြင်ရအောင်အထဲပုံတံနဲ့တွေ့နေရတာပြဉ္ဉံလုံရတန်တန်ပုံဟန်နမိတ်ကြီးနဲ့တွေ့ရတာပြဉ္ဉံအကောင့်ထယ်တွေနဲ့ရှိနေတာပြဉ္ဉံတို့ပြ၊ဂိုင်ပြ၊ထိပြလို့ရတာပြဉ္ဉံမျက်လုံးနဲ့ကြည့်လို့မြင်တာဒီပြဉ္ညာပါအဲ့ဒီပြဉ္ညာပုံမှာ ပုံသဏ္ဍာန်အထည်ပြောက်ပြီးဂိုင်လို့တွေ့လို့မရမျက်လုံးနဲ့မြင်လို့မရတဲ့သဘောတရားလေးတွေကိုသာပြလာတိုင်းပြလာတိုင်းကို အလွန်မပြီးပဲကြည်နိုင်ရင်ပရမတ်ကိုညံရောက်မှာပါအဲ့ဒီပရမတ်ပုံမှာညံရောက်တယ်လို့ပြောပြနေတယ်တိုးမှုအေးမှုနှွေးမှုကိုတိုးတယ်တိုးတယ်အေးတယ်အေးတယ်နဲ့သိနေရင်လှုပ်မှုလေးကိုလှုပ်တယ်လှုပ်တယ်လို့ဆိုနေရင်တင်းနာရော့တာလေးကိုတင်းနေတင်းနေရော့တယ်ရော့တယ်လို့နောက်ကစိတ်ကတွတ်တွတ်တွတ်နဲ့စကားပြောတယ်လို့လုပ်နေရင် ဲ့ဒီအတိတ်တွေကအလွန်ကို ဝေးပါသေးတယ်ဒုဗလဝိပဿနာဆိုတဲ့အတိုင်းအားနည်းလွန်ပါသေးတယ်ကိုယ်တန်တန်မှာထင်ရှားရှိတဲ့တရားအပေါ်မှာအမြင်ဉာဏ်ကိမ့်ပြီးတော့တတိပဋ္ဌာန်တသက်နဲ့သွားတာမျိုးမဖြစ်စေပဲတတိပဋ္ဌာန်ဘာဝနာကိုတလန်းနိုင်ဖို့အရှိတရားပေါ်မှာဉာဏ်ရောက်အောင်ကြည်တတ်ဖို့ပါပဲတကယ်သဘောလေးကိုသိပြီဆိုရင်နှာခေါင်းနှာသီးလေးမှာစိုက်နေတဲ့ပုဂ္ဂိုလ်ကတိုးတာလေးကိုကြည့်တိုးတာလေးကိုသိလိုက်တဲ့ခဏမှာ တိုးတာနဲ့တိတာတက်ထက်သေးကြတာနဲ့နှာခေါင်းလည်းမတွေ့ရဘူးလုံရတုံတဲ့ပုံဟာနမိတ်လည်းမမြင်ရပါဘူးဒီနေရာလေးပေါ်ပြီးဒီနေရာပြောက်တာကိုတော့စဉ်းစဉ်းလင်းလင်းတွေ့ဖို့ကသေချာပါသေးရင်းချိုင်မှကြည့်တဲ့ပုံကလည်းတုံသဘောခုံသဘောလေးကိုကြည့်တယ်တုံနာခုံနာလေးပေါ်တိုင်းအတိကထက်ခနဲ့ထက်ခနဲ့လိုက် အရှိနဲ့အတိကိုက်နေပြီဆိုရင်ရင်းချိုင်မတွေ့ရတော့ဘူးသဘောတရားလေးပေါ်မှာအတိလေးကပ်ပြီးတော့ကြည့်တတ်တဲ့အမြင်လေးဟာ ကိုလိုချင်တဲ့ပန်းတိုင်ကိုအရောက်တက်လန်းဖို့လမ်းဖွင့်လိုက်တာပဲငရေကိုကြည့်တဲ့ပုဂ္ဂိုလ်ကလှုပ်နေတာလှုပ်ပြီးလှုပ်ပြနေတာလှုပ်တယ်လှုပ်တယ်ရွတ်เสียမလို့ဘူးတိတာလေးနဲ့ကိုလှုပ်တာနဲ့တိတာလှုပ်တာနဲ့တိတာဒါလို့တစိတ်မမှန်နေတထထဲကြအောင်တိလိုက်တယ်ဆိုရင်အဲ့ဒီပုဂ္ဂိုလ်ရဲ့တန်တန်ခေါင်းမတွေ့တော့ဘူးငယ်တိမတွေ့တော့ဘူးတိเสียရှိတာနဲ့တိတာတိเสียအာယုံရဲ့တိတာဒါပဲသွားတော့လေ ဝမ်းပိုက်ကိုကြည့်နေတဲ့ပုဂ္ဂိုလ်လည်းပဲတင်းနာရောတာလေးကိုညံရောက်သွားလို့တင်းသဘောနဲ့တည်တာရောသဘောနဲ့တည်တာတစ်ထက်တည်းကြတဲ့အချိန်လေးတွေကိုသတိပြုကြည့်စမ်းမှာဝမ်းပိုက်မတွေ့ရပါဘူးအဲ့ဒီအရှိနဲ့အတိကိုက်တဲ့အချိန်မှာအမြင်ဉာဏ်အောက်မှာပဲပျောက်သွားပြက်သွားတာကိုပါရှင်းလင်းတွေ့ရပါလိမ့်မယ်ဒါကြောင့်မလို့တရားဆိုတာအဝေးကြီးလက်ရှာစရာလည်းမလိုဘူးဟိုလိုဒီလိုလဲဝိလေချောင်းမပြတာမဟုတ်ဘူးကိုကိုတိုင်းကမသိလို့ဝိလေချောင်းမဖြစ်နေတာပါတကယ်ရှိတဲ့တရားကို တကယ်ဉာဏ်ရောက်အောင်ကြည့်ရင်ဒီခန္ဓာထဲမှာရှိတဲ့တရားကအစီတိုင်းပြမှာပါပဲကိုယ့်ဘက်ကရုပ်ဆိုခြင်းတွေတွေ့ဝေမှုတွေသုံးလို့သုံးလို့ဒီနေရှုနေမယ်ဆိုရင်တော့အမြင်တန့်စင်မှုမရတဲ့အတွက်သင်ပေးတဲ့အတိုင်းကို နားလည်ဖို့မလွယ်ပါဘူးဒါကြောင့်မလို့ယောဂီတွေကကိုယ်ကြိုးစားရမယ့်အပိုင်းလေးမှာတည်တည်ချာချာဉာဏ်ရောက်အောင်လို့အစီတရားပေါ်မှာတတိထားပြီး ပြောပြီးသင်ပြီးတဲ့အတိုင်းလေးကိုအခြေခံပိုင်းလေးပဲဖြစ်သေးတဲ့အတွက်ကြောင့်မလို့ဒီအခြေခံပိုင်းလေးမှာ ပြတဲ့တရားလေးကိုခန္ဓာထဲမှာဘယ်နေရာပြပြတသဘောတည်းပဲလို့နှလုံးသွင်းပြီးအော်ဖရာတွေအဆူဆူပွင့်ခဲ့ပါတယ်ခင်ငါဝါလူသဲစုမကပွင့်ခဲ့ပါတယ်မရေမတွေ့နေအောင်မြားခဲ့ပါသည်ဖရာတွေအဆူဆူဟောခဲ့တဲ့တရားလေးကတော့ဧကောဓမော တစ်ခုတည်းသောတရားပဲဟောခဲ့ပါတယ်။ဟိုဘုရားကတမျိုးဒီဘုရားကတမျိုးမဟောပါဘူး။အခုလဲဆရာသမားတွေကတယောက်နဲ့တယောက်တဦးနဲ့တဦးငယ်တွေပေးတာ၊ရင်ချိုင်းပေးတာ၊နှာခေါင်းပေးတာ၊ဝမ်းပိုက်ပေးတာဟာနေရာလွဲတာနဲ့တရားမတူဘူးမထင်ပါနဲ့။ဟောပြီးတဲ့တရားဘုရားတွေဟောတာကအဆူဆူပွင့်ခဲ့ပြီနဲ့။ဤကောတမောတစ်ခုတည်းကိုဟောတာကယုံနဲ့နာမည်ရှိတဲ့ခန္ဓာ၅ပါးပဲရှိတယ်။ဒီယုတ်ဒီနံကိုကြည့်လိုက်ရင်အနိစ္စဒုက္ခအနတ္တလက္ခဏာ၃ပါးသာလျှင်မူတည်ဟောခဲ့ပါတယ်။ အခုလည်းပဲငယ်လေးကြည့်လည်းပဲယုံနဲ့နန်းနှာခေါင်းကြည့်လည်းယုံနဲ့နန်းဝမ်းပိုက်ကြည့်လည်းယုံနဲ့နန်းရင်ချမ်းကြည့်လည်းယုံနဲ့နန်းဒီရုပ်ဒီနံနေသည်ပေါ်တဲ့နေရာမှာပျောက်ပြက်နေပါလားဆိုတာကိုသင်ပေးတာဖြစ်တဲ့အတွက်ဒီအမြင်ကိုရရင်ဧကောတမောတခုတည်းသောတရားဟာတူသွားမှာ၏မယ်ဧကယံသောမကောဆိုတဲ့အတိုင်းတကြောင်းတည်းသောလမ်းကိုပဲဟောပါတယ်ဘယ်တရားကိုပဲကြည့်ကြည့်လမ်းကြောင်းကတခုတည်းပဲအဲ့ဒါကမက်ကင်လမ်းအခုလည်းနှာခေါင်းနာသီးလေးမှစိုက်ပြီးကြည့်နေတယ် တို့တာလေးအေးတာလေးနှွေးတာလေးပြတိုင်းပြတိုင်းကိုသိတာကသမာတတိမကင်ဒီအာယုံလေးမလွတ်အောင်ကြိုးစားနေတာကသမာဝိုင်မမကင်ဒီအာယုံပေါ်မှာဆက်လက်ဆူဆူနဲ့တည်နေတာကသမာသမာတိမကင်အဲ့ဒီအာယုံလေးညံအောင်မှာပျောက်လိုက်ပြက်လိုက် ပေါ်လိုက်ပျောက်လိုက်ဖြစ်လိုက်ပြက်လိုက်နဲ့ပြနေတာလေးကိုအမြင်ဉာဏ်ရှိရှိနဲ့သတိပြုလိုက်နိုင်ရင်အဲ့ဒီပုဂ္ဂိုလ်ရဲ့တန်တမာသမာဒိဋ္ဌိသမာသင်္ကပ္ပဆိုတဲ့ပညာမကင်နှစ်ပါးကိန်းသွားရင်အရှုဉာဏ်၅ပါးတည်သွားတာပဲမကင်လန်းကရှောက်ရင်အမြင်မှန်ရတာပဲ ငယ်လေးကိုကြည့်တော့လေလှုပ်နေတာလေးကိုတုပ်ပြီးလှုပ်သိနေတာကတမတတိမကင်းလှုပ်နေတာလေးမလွတ်အောင်ကြိုးစားတာကတမဝမမကင်းလှုပ်နေတဲ့အာယုံပေါ်မှာတည်နေတာကတမတမတိမကင်းလှုပ်နေတာလေးရဲ့ပြောင်းလဲသွားတဲ့အမှုရန်ဖြစ်ပြီးပြတ်တာကိုမြင်ရင်တမတမကပ္ပတမဒိဋ္ဌိဆိုတဲ့ပညာမကင်ငါပါကိမ့်သွားတာပဲ။အော်မကင်လန်းကတထက်သေးပါလား။ရင်ញိုင်ကိုကြည့်တော့လေတုံနာခုံနာကိုသိနေတာကတမတတိမကင်။တုံနာခုံနာလေးတည်းရဲ့မလွတ်ပုံစူးစမ်းနေတာကတမမမကင်။ တုံနာခုံနာပုံမှာပဲအအောင်လေးစိုက်ပြီးကြည့်နေရင်တမတမာရီမကင်းဒီတုံနာခုံနာလေးကပေါ်တဲ့နေရာမှာပျောက်ပြတ်တာကိုမြင်တမတင်ကပ်ပါတမဒိဋ္ဌိဆိုတော့မကင်ကလည်းဧကယနောမကောပါလားတချောင်းဒီတော့လန်နေတခုဒီတော့တရားပုံမှာကြည့်သွားတာဟာငယ်ရိတ်လေဒီသဘောရင်းချိုင်လေဒီသဘောနှာခေါင်းလေဒီသဘောဆိုတာတန်တရားတွေ့ဝေစရာအကြောင်းမရှိတော့ပါဘူးဝမ်းပိုင်မှာကြည့်တော့လေတင်နာရော်တာဖောက်ပြန်တဲ့ရုပ်ဒါလေးကိုအအောင်စိုက်ပြီးသိနေတာကတမတတိမကင်း ဒီအယုံကိုမလွတ်အောင်ကြိုးစားရကတမမမခင်ဒီအယုံကိုတည်ငြိမ်တဲ့ကတမသမားတိမခင်တင်းနာရောတာလေးရဲ့ဖောက်ပြန်ပျက်စီးပြောင်းလဲတဲ့အမူအရာလေးကိုသတိပြုလိုက်တဲ့အခါကျတော့မြင်လိုက်ပြီဆိုရင်တမသင်္ကပ္ပတမဒိဋ္ဌိဆိုတော့အရှုဉဏ်ငါးပါးတည်ပြန်တာပါပဲဒါကြောင့်ဘယ်နေရာကြည့်ကြည့်မခင်လန်းကရှောက်ရင်တချောင်းလေးလွမ်းကြည့်လိုက်ပြန်တော့တရားကိုသဘောပေါက်ရင်တခုတည်းသောတရားဩငါတို့ကိုမြတ်စွာဘုရားဟောခဲ့တာဟာဒီတရားတစ်ခုတည်းပဲဒီလမ်းကြောင်းတချောင်းလေးပဲပြခဲ့တာ ဆရာသမားတွေကသူတို့တက်ခဲ့တဲ့လမ်းတမာတိချူတော်နဲ့ပိုင်းမှာသာနေရာမတူတာပဲမြင်တဲ့အမြင်ကြတော့အလုံးတူတူပါလားလို့ယနေ့တရားကိုသဘောပေါက်ပြီးဘယ်သူနဲ့မှညင်းစရာမလိုပဲကိုယ်ခန္ဓာရဲ့ပြတဲ့တရားကိုသာအမြင်မှန်သိမှန်ဂိမ့်အောင်ကြိုးစားရင်းနဲ့အဖြစ်ရှာလို့ကိုယ့်ကိုယ်ကိုတရားအသေးလေးတွေအားကောင်းအောင်ကြံရှိတဲ့အချိန်လေးမှာဆက်လက်ကြိုးစားရှုပွားအားထုတ်ပေးနေကြပါ